thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်နေပြည်တော်သမရအိမ်တော်စီရုံးနေဝင်ကြီးဌာနရုံးများပြိုကျပြင်ဆင်တဲ့အတွက်မင်းအောင်လိုင်းစုဝင်နေဝင်ကြီးများဖြစ်တယ်လို့အစည်းအဝေးလုပ်နေရပြီးစုဝင်ကအစိမ်းရောင်တာလဘက်ကအစည်းအဝေးလုပ်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်သမရအိမ်တော်စီရုံးနေဝင်ကြီးဌာနရုံးနေပြိုကျပြင်ဆင်တဲ့အတွက်မင်းအောင်လိုင်းစုဝင်နေဝင်ကြီးများဖြစ်တယ်လို့အစည်းအဝေးလုပ်နေရပြီးစုဝင်ကအစိမ်းရောင်တာလဘက်ကအစည်းအဝေးလုပ်နေရတယ်လို့သိရပါဗန်လ29ရက်နေ့အမျိုးသားတဘာဝပြည်ရနေဆိုင်ရာစီမံခန့်ခွဲ မှုကော်မတီအစည်းအဝေးကိုအစံဘတ်ဒုတိယစစ်ကောင်ဆောင်စုံဝင်ကလူမှုဝန်ထမ်းကင်ဆယ်ရေးနဲ့ပြည်လည်နေရချတာရေးရုံးအစည်းအဝေးခန်းမှာကျင်းပတယ်လို့ဆိုပြီးအစိမ်းရောင်တာလဘက်ကထားတဲ့အဆောင်အအောင်မှာပြုလုပ်ခဲ့ပါတယ်မလ30ရက်နေ့စစ်ကောင်စီကောင်ဆောင်ဂျန်ဖတ်မင်းအောင်လိုင်ကငလင်ဘေးတန်တဲ့ဒေသတွေမှာကုညီကင်ဆယ်ရေးနဲ့ပြည်လည်ထူထောင်ရေးလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်သွားနိုင်ရေးအထူးအစည်းအဝေးကိုတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအေကန်မဆောင်မှကျင်းပတယ်လို့ဆိုပြီးအေကန်ကျန်လေးတစ်ခုမှပြုလုပ်ပါတယ်ထို့အတူမလ30ရက်ဗီဒီယိုကွန်ဖရင့်အနေနဲ့ကျင်းပခဲ့တဲ့အာဆီယံ ုင်ငံခြားရေးဝန်ကြီးများအထူးအရေးပေါ်စီဝေးကိုစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးတန်းဆွေတက်ရောက်ခဲ့ရမှာပြောကြားနေတဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးကိုနောက်ခံထားပြီးရုံးပြင်မှာတင်ရောက်ခဲ့ပါတယ်။နေပြည်တော်မှာမလ28ရက်နေ့ငလင်းကျောင်းအပြည့်စည်များစွာဖြစ်ပေါ်ရမှာအထူးသဖြင့်တမရအိမ်တော်စီယုံကာကွယ်ဝန်ကြီးဌာနအပါဝင်ဝန်ကြီးဌာနရှုံးများစွာပြည့်စည်ခဲ့ရပြီးဝန်ထမ်းအင်အားများအလုံးမှလည်းနေထိုင်လို့မရတော့တဲ့ဒီပြိုကျပြည့်စည်သွားခဲ့ရပါတယ်။စစ်ကောင်စင်ကနေပြည်တော်မှာအပြည့်စည်ပင်ကိုဦးစားပေးပြီးဖယ်ရှားပြီးဌာနဆိုင်ရာရှုံးများစီယုံများနဲ့၎င်းတို့နေအိမ်များကိုချက်ချင်းပြင်ဆင်ဖို့တွေကိုအင်ထိုင်အားတိုင်းလုပ်ဆောင်နေကြောင်းနေပြည်တော်စစ်ဘက်တရင်အရှင်မြစ်တွေကပြောပါတယ်။ em ဆက်လက်ပြီးမန္တလေးတိုင်းနယ်ပဲခူးတိုင်းငလင်တန်တဲ့ဒေသတွေကိုလူခွင့်ရရတာဝန်ခံပါဝင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကုညီကိစင်ယူဆောင်ရွက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနယ်ပဲခူးတိုင်းကငလင်တန်တဲ့ဒေသတွေကိုလူခွင့်ရတာဝန်ခံပါဝင်ပြည်သူ့ကာကွယ်ဖွဲ့ဝင်တွေကုညီကိစင်ဆောင်ရွက်နေရလို့အမျိုးသားညီညွတ်ရေးဆိုရာလူခွင့်ရဆိုင်ရာဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ပါတယ်။အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်မန္တလေးတိုင်းတွင်ငလင်တန်တဲ့ပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးပြည်သူ့လုံခြုံရေးဖွဲ့ဝင်တွေပြည်သူ့အုပ်ချုပ်ရေးဖွဲ့ဝင်တွေလူသားချင်းစာ ာနာတာဝန်ခံနဲ့လူခွင့်ရောက်တာဝန်ခံတွေကနေအိမ်နဲ့နေရာရွှေ့ပြောင်းခြင်း၊ကုညီကယ်ဆယ်ခြင်းလုပ်ငန်းတွေမှာဆောင်ရွက်နေရလို့ဆိုပါတယ်။ဘကူတိုင်းစစ်တမ်းမြေဝန်ဒေသစိုးမိုးနယ်မြေရှိကျေးရွာတွေမှာလည်းငလျင်တန်းချောင်းပြိုကျက်သွားတဲ့လမ်းတံတားတွေနေအိမ်အဆောက်အုံတွေရှင်းလင်းတဲ့လုပ်ငန်းတွေမှာဘကူတိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့ဖြူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်းပြစစ်ကြောင်းတို့ပါဝင်ကုညီဆောင်ရွက်ပေးနေရလို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ စရိုင်းမျိုးပေါ်မှာပြိုကျပြန်စီနေတဲ့နေအိမ်ရဲ့အဆောင်များအောင်မှအပုံနဲ့မှထွက်လာပြီးကုညီကိန်စိမ်းမှာ တမျိုးလုံးမလွမ်းခြုံနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းမျိုးပေါ်မှာပြိုကျပြန်စီနေတဲ့နေအိမ်ရဲ့အဆောင်များအောင်မှအပုံနဲ့များထွက်လာပြီးကုညီကိန်စိမ်းမှာ တမျိုးလုံးမလွမ်းခြုံနိုင်တဲ့အကြောင်းစကိုင်းမျိုးမှာရောက်ရှိနေတဲ့ကုညီကိန်စိမ်းလုံဆောင်နေသူတချို့ကပြောပါရင် ီဘက်ကိုလာနိုင်တဲ့နိုင်ရဖွဲ့ရင်းနဲ့ဒေသပြည်သူတွေပဲပူပေါင်းပြီးကင်းစင်းလုံနေရတာတရုတ်ဖွဲ့တော်လာမယ်။ဘာညာတော့ကြားတဲ့အတိုင်းပဲမြင်ရသေးဘူး။အောက်မှာပြိမိနေသူတွေထဲမှာအချိန်မီမကင်နိုင်လို့တင်းရဲသူရင်လည်းတင်းကုန်ကြပြီးပထမအတန်းလောက်ပြီးသေးတယ်။နောက်တော့ဘာတန်းမှထပ်မကြတော့နောက်တစ်ခုကစကိုင်းတတာအစ်စ်ကကားအသီးနဲ့ဆိုင်ကယ်ပဲပေးဖြတ်တဲ့ green car ကြီးနဲ့ပြီးမဖြတ်ဘူး။အဲဒီတော့ကင်းစင်းကအရန်ခတ်နေတဲ့ရှိသလောက်စက်ကြီးတွေနဲ့တော့ရတဲ့နေရာတွေရှင်းလင်းကင်းစင်းဖို့လုပ်နေကြတယ်။တမျိုးလုံးတော့မလွမ်းချုံနိုင်သေးဘူးလို့ကင်းစင်းသမားတုံးကရှင်းပြပါရတယ်။စ ကိုင်းတိုင်းစကိုင်းမြို့မှာမှအရေးပေါ်ကင်ဆင်းများလိုအပ်နေပြီးပြည်မိနေသူတွေရှိတာကြောင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားတာပါမလ28ရက်နေ့မှာနှုတ်ခတ်ခဲ့အင်အားပြင်းကလေးကြောင့်စကိုင်းမြို့က80ရာခိုင်နှုန်းပြိုကျပျက်စီးခဲ့ပြီးကင်ဆင်းမလုပ်နိုင်သေးတဲ့နေရာများပြားရှိနေကပြည်မိသူတွေလည်းရှိနေစေဖြစ်ပါတယ်လက်ရှိအချိန်အထိစကိုင်းတိုင်းမိသက်ဦးစီးဌာနမှာရှာဖွေကင်ဆင်းတပ်ဖွဲ့ဝင်များနဲ့သက်ဆိုင်ရာဖွဲ့စည်းများနဲ့ပူးပေါင်းပြီးရှာဖွေကင်ဆင်းလုပ်ငန်းများဆက်လက်လုပ်ဆောင်နေပြီးပျက်စီးမှုအခြေအနေလူဝင်အားနဲ့ကင်ဆင်းပျက်စီးများမပြေ ဆုံးလာကြောင်းအရေးပေါ်ကယ်ဆယ်များလိုအပ်နေတာဖြစ်ကြောင်းဒေသခံပြည်သူတွေကပြောဆိုပါတယ်။ ကင်စင်ကရှိသမျှအားနဲ့အကုန်လုံးဝိုင်းလုံနေတာပါပစ္စည်းမှုကအရမ်းများတော့လူမနိုင်တာကင်စင်ပစ္စည်းတွေလည်းမပြေဆုံးဘူးစကိုင်းမျိုးကတော်တော်အခြေအနေဆိုးပါတယ်ကင်စင်တွေမနိုင်ဘူးဖြစ်နေတာလို့ဒေသခံပြည်သူတောင်းကဆိုပါတယ်မိသက်ဦးစီးဌာနကတော့ပိမိနေသူ36ကိုအသက်ရှင်လျက်ကဲတုံနိုင်ခဲ့ပြီးတည်ဆောင်းသူ88ဦးရဲ့ရုပ်လောင်းတွေကိုရှာဖွေတွေ့ရှိထားကြောင်းသတင်းထုတ်ပြန်ပါတယ်စကိုင်းမျိုးပေါ်မှာငလျင်ကျောင်းပါရမီရက်ကွက်မြင့်မြင့်ကျောင်းတီလာရှင်ကျောင်းလူနေအိမ်များရှင်ကွင်းတက် KTV ပိုရန်ရက်ကွက်ရှိပညာရေးကောလိပ်အထ က်ကတဲ့စာသင်ကျောင်းဆွေရုံနန်းတင်းကိုကန်တိုတက်ဝီကွန်ပျူတာဆိုင်ချင်းစုရက်ွက်ရှိမြက်ကိုပိုင်ကျောင်းမင်းလန်းရက်ွက်ရှိမြို့မပလီမိုးကြပလီမွေးကျူအေးဆိုင်ဆက်ချုံဆိုင်စိန်ကုန်းရက်ွက်ရှိလေးကျွန်းမြေအုပ်ကျောင်းကုံမာဆိုင်မိုးစာရက်ွက်ရှိခရိုင်ပြန်ဆက်ရုံစီယာကွက်တင်ရက်ွက်ရှိအင်ချင်းပင်ကျောင်းတကောင်းရက်ွက်ရှိနေလာကျုံဆက်စီရွက်ကြီးပွဲရုံမြို့တင်ရက်ွက်ရှိသီလာရှင်ကျောင်းတက်ကြမိတ်တာ စာတင်ကြောင်းသောတာပန်ရက်ွက်ရှိထုတ်ခေါင်ကြောင်းယတနာတင်ကစာတင်တိုင်းဇဘူဒီဘကြောင်းတိုင်းတိုင်းဝါကြီးဖုံးတော်ကြီးကြောင်းတိုင်းတို့မှာပြူကြပြည့်စင်ခဲ့ပြီးတမျိုးလုံးဤပါပြည့်စင်မှုရင်းရှိနေကြောင်းသိရပါရယ်ဇလပီငနင်းပီအကူညီမြန်မာစစ်အာဏာရှင်ကိုတိုင်းဟိတ်ပီအမမဟုတ်ဘူးလို့ဩစတြေးလျထုတ်ပြန်နေကြောင်းတင်ဆက်ပြီးပါမယ်မြန်မာနိုင်ငံအတွက်ပီအမငလင်းပီအကူညီဒေါ်လာနှစ်တန်းကိုစစ်အာဏာရှင်ကိုတိုင်းရိုက်မပေးဘဲ ICRC ကတဆင့်ပြည့်အပ်သွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျတန်ယုံကထုတ်ပြန်ပါတယ် ဩစတြေးလျအနေနဲ့မြန်မာဆက်အာနာရှင်အဖွဲ့အစည်းတက်ကိုမြည်သည့်တိုင်းရင်ကူညီမပေးရခြင်းမရှိသလို့မြန်မာနိုင်ငံအတွက်မိမိတို့ရဲ့အကူအညီတွေကဆက်အာနာရှင်အဖွဲ့အစည်းကိုတင်ရဝင်စေမှုဖြစ်စေဖို့အတင်းအချာတူတင်ပြင်ဆင်ဆောင်ရွက်ပါတယ်လို့မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျရဲ့တန်ယုံထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အတက်ပါထုတ်ပြန်ချက်ကိုဩစတြေးလျဆိုရနိုင်ငံကဖွံ့ဖြိုးတိုးတက်ရေးနဲ့ပစိဖိတ်ကြီးရဝန်ကြီးဟွန်ဘတ်ကွန်ဒရီနဲ့အတူဩစတြေးလျတန်ယုံပူးရထုတ်ပြန်တာဖြစ်ပါတယ်။ဩစတြေးလျရဲ့အကူအညီဟာ ICRC အဖွဲ့အစည်းနဲ့အရေးပေါ် မ်းမာရေးဆိုင်ရာအကူအညီများပေးရခြင်းအပါအဝင်အသက်ကယ်ဆယ်ရေးပံ့ပိုးမှုတွေချက်ချင်းလှုပ်ဆောင်နိုင်စေဖို့အထောက်အကူဖြစ်စေမယ်လို့ထုတ်ပြန်ချက်တမှာဖော်ပြထားပါတယ်။အမိုးအကားအစားအစာနဲ့တောက်သုံးရေးလိုအပ်ချက်တွေချက်ချင်းဖြည့်ဆည်းနိုင်ဖို့အတွက် CERF က American Dollar 5သန်းပေးရခြင်းကိုလည်း Australia ကကြိုးဆိုခဲ့ပြီးသူတို့အကူအညီကလည်းစင်အာနာရှင်အဖွဲ့အစည်းကိုတရားဝင်စင်မှုဖြစ်စေဖို့အသေးချာကြိုတင်ပြင်ဆင်ဆောင်ရွက်နေရလို့ထုတ်ပြန်ထားကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ ကတားမအင်းတော်ဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၄၀သိန်းဆုံးပြီး29အရှင်ဖမ်းမိကလက်နက်ကင်ရဲ့အမြောင်များနဲ့တင်ဆက်ရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကတားမြို့နယ်မှာအင်းတော်မြို့နယ်ဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၄၀သိန်းဆုံးပြီး29အရှင်ဖမ်းမိကလက်နက်ကင်ရဲ့အမြောင်များနဲ့တင်ဆက်ရရှိခဲ့ကြောင်း KIA စီးရီးသတင်းရင်းမြစ်ကပြောပါတယ်။ မလ15ရက်နေ့နဲ့16ရက်နေ့မှာကတာမျိုးနယ်အတွင်းရှိအကြံပတ်စစ်ကောင်စီတပ်သားတွေကအင်အား150ခန်းနဲ့အင်းတော်မျိုးနယ်ဘက်ကိုစစ်ကူလာရောက်စဉ် KIA PDF ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်ကောင်စီတပ်သား40သေဆုံးပြီး29အရှင်ဖမ်းမိကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးစစ်ကြောင်းတစ်ကြောင်းလုံးတပ်ပြက်ကကတာမျိုးနယ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဘက်တွေမှလက်နက်ကင်ရအမြောက်များလည်းတင်းစဲနိုင်ခဲ့ပြီးလက်ရှိအချိန်မှာနေမြေ ရှင်လင်းရေးတွေဆက်လက်လှုပ်ဆောင်နေကြောင်းသိရပါတယ်။ကတာဘက်ကနေအင်းတော်ဘက်ကိုစစ်ကူသွားဖို့ထွက်လာတဲ့အင်အား150ပါတဲ့စစ်ခွေးစစ်ကြောကို KIA PDF ပူပေါင်းတပ်ဖွဲ့တွေကနှစ်ရက်ဆက်တိုက်ကြားဖြတ်တိုက်ခိုက်တာပေါ်စစ်ခွေးအကောင်၄၀တေပြီး29ခုအရှင်ဖမ်းမိတဲ့လက်နက်ခဲရန်တွေလည်းအများအများသိမ်းဆဲနိုင်ခဲ့တယ်လို့ KIA ရဲ့စီးရင်သတင်းရှင်မြစ်တွေကပြောပါတယ်။ ဇလန်ပြီးကလေးမျိုးမှာအသက်မပြည့်သေးတဲ့လူငယ်တွေကိုပါပေါ်တာဆွဲဖမ်းဆီးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးမှာစစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့အသက်မပြည့်သေးတဲ့လူငယ်တွေကိုပါဖမ်းဆီးပြီးစစ်တပ်နဲ့ချောင်းကိုပို့ဆောင်နေရလို့ဒေသခံတွေနဲ့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။မလ16ရက်နေ့ကနေ တရနေ့ကနေ့16ရက်နေ့ထိလူငယ်အနည်းဆုံး40ခန်းကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီးစစ်မှုထမ်းဖို့အတင်းအဓမ္မခေါ်ဆောင်ခံနေရတယ်လို့သိရပါတယ်။ချင်းခန့်နေတဲ့လူငယ်အုပ်စုကိုစစ်ကောင်စီတပ်ကအစုလိုက်ဖမ်းဆီးခဲ့ပြီးသူတို့ဟာအသက်16နှစ်အောက်ရွယ်ရင်းဖြစ်တယ်လို့မြင်တွေ့သူတွေကပြောပါတယ်။တချို့ကလေးတွေဆိုရင်အသက်16နှစ်မပြည့်နဲ့ခေါ်သွားတာရှိတယ်။အခုခေတ်ကလေးတွေကလူကောင်လဲထွားကြတယ်ဆိုတော့ခေါ်သွားကြတာဆိုင်ကနေမြင်ဆိုင်ကမှရှူသွားတာကျမလမ်းမှာတွေ့ခဲ့တာ။ကောင်လေးတွေကငငယ်လေးရှိအောင်မဲစစ်သားတွေကအေးစီကားပေါ်တင်သွားတယ်။ ဲဒီကောင်လေးတွေရဲ့ဆိုင်ကယ်ကိုတော့ရှင်းနှကောင်ကစီးသွားတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ကလီမျိုးပေါ်ရက်ွက်တွေမှာစစ်ကောင်စီက AC ကပရိုပေါက်ကဖြူမတူကအဖြူတွေနဲ့နေတိုင်းဖမ်းဆီးမှုတွေပြုလုပ်နေပြီးမျိုးပေါ်ကရက်ွက်တချို့မှာလည်းတအိမ်တက်စင်အိမ်နောက်ဆုစင်းရင်စင်ရင်နေအိမ်တွေထဲဒီဝင်ရောက်ပေါ်တာဆွဲပြုလုပ်လာတယ်လို့ဆိုပါတယ်။အဖမ်းဆီးကတော့အရင်ထက်တော်တော်များလာတယ်ပြီးခဲ့တဲ့ရက်ကပဲတင်းနှန်းစင်းနဲ့စစ်သားတွေကိုတာဝန်ကျရာတန်ရင်တွေစီကလီ လင်းရင်ကွင်းမှာပို့ဆောင်တာတွေ့ရတဲ့စစ်ကားလေးစီးနဲ့အပြည့်ပဲသူတို့လိုချင်တဲ့အင်အားမပြည့်မချင်းဖမ်းနေမဲ့သဘောပဲလို့ဒေသခံတအုပ်က ပြောပါတယ်စစ်မှုရန်ပတ်စဉ်ဆယ်ကိုအတွင်းစစ်ကောင်စီတပ်ကအရက်သားလူငယ်12655ဦးကိုဖမ်းဆီးခဲ့တယ်လို့ဖေဖော်ဝါရီလအတွင်းမှာထုတ်ပြန်ထားပါတယ်ရှင်